alright so အခုဒီ video ကြည့်နေတဲ့က IG ဆက်စီးနဲ့ကြီးဒီမှာဘယ်ဟာဖြစ်ရမလဲစဉ်းစားခက်နေရဆိုရင်ဒီ video လေးကိုအဆုံးထိကြည့်ပေးပါပထမဆုံးပြောချင်တာကကိုရှောင်းမဲ့ college နဲ့ university ရွေးထားပြီးပြီဆိုရင်တော့အထူးတည်းလေစဉ်းစားကြမလိုတော့ပါဘူးသူတို့က IG ဆက်စီးပဲလက်ခံတယ်ဆိုတော့ IG ဆက်စီးပဲဖြစ်ရမယ်ကြီးဒီပဲလက်ခံတယ်ဆိုတော့ကြီးဒီပဲဖြစ်ရမယ်ဒါပေမဲ့နှစ်ခုလုံးလက်ခံတယ်ဆိုရင်တော့ဒါစဉ်းစားကြဖြစ်သွားပါပြီဆိုတော့ဒီနှစ်ခုတွေကဘယ်ဟာကိုဖြည့်တင်လဲကို့အတွက်ဘယ်ဆောင်မွေးကပို့ပြီးတင်တော်လဲဒါရင်းနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ် အရင်ဆုံး IGC ကြောင့်ပြောကြရအောင် IGC ပြည်ဆိုတဲ့သူတွေကတော့အသက်ငယ်သေးရယ် Coalition University တက်ဖို့တော့လည်းမလုံးနေဘူးမတက်ခင်မှာလည်းကိုသွားမဲ့ major အကြောင်း basic တွေလေ့လာပြီး foundation ကောင်းကောင်းတစ်ခုတိဆောက်သွားခြင်းနဲ့ဆိုရင်တော့ IGC ကိုဖြည့်သင့်ပါတယ်။ IGC ကပုံမှန်အဖြစ်တစ်နှစ်ခွဲသုံးမှနှစ်နှစ်လောက်ထိအချိန်ယူပြီးလေ့လာသင်ယူရပါတယ်။ဒါကြောင့်မို့လို့ကိုကအသက်အလဲငယ်သေးရဲ့ College နဲ့ University တက်ဖို့တော့လည်းမလုံးနေဘူးဆိုရင်တော့ကိုလေ့လာခြင်းနဲ့အကြောင်းအရာတွေကိုဒီတစ်နှစ်ခွဲနှစ်နှစ်အချိန်တွင်းမှာကောင်းကောင်းမွန်မွန်လေ့လာပြီးတော့ Foundation တစ်ခုတည်ဆောက်လို့ရပါတယ်။ဘာသာရေးတဲ့အခါမှာတော့ကိုသွားမဲ့ major နဲ့ဆိုင်တဲ့ဘာသာလေးတွေရွေးပြီးလေ့လာသင်ယူဖို့လိုအပ်ပါတယ်။ တစ်ဖက်မှာတော့ GED ဖြည့်ဆိုသင့်တဲ့သူတွေက subsidy ကောင်းတယ် college နဲ့ university ကိုအချိန်အတိုတွင်းမှာအမြန်ဆုံးလျှောက်ဖို့ကအဓိကဖြစ်တယ်တက်မဲ့ major ကိုလည်းမဆုံးဖြတ်ရသေးဘူးဆိုရင်တော့ GED ကိုဖြည့်ဆိုသင့်ပါတယ် GED က IG ချက်စီလိုမျိုးအချိန်ကြာကြီးပေးပြီးလေ့လာသင်ရတာမျိုးမဟုတ်လို့ကိုယ့်ရဲ့ရည်ရွယ်ချက်က college နဲ့ university အမြန်ဆုံးရောက်ဖို့ပဲဆိုရင် GED ကတင့်တော်ပါတယ်ပြီးတော့ GED က IG ချက်စီလိုမျိုးဘာသာတွေအများကြီးမရှိပါဘူး လေးပါတာပဲရှိတာပါဒီလေးပါတာအောင်ရင်ကြီးကြီးအောင်ပါပြီဖြည့်ဆိုးရမယ့်မေးခွန်းပုံစံတွေကလည်း IG စက်စီလို့မရှုပ်ထွေးရကြအောင် subsidy အကောင့်နဲ့တူဆိုရင်ကြီးကြီးကိုကွက်ကိုတယောက်တည်းလေးလာပြီးဖြည့်ဆိုးလို့ရပါတယ် IG စက်စီလို့မျိုးကိုသွားမဲ့ major နဲ့ပတ်သက်တဲ့ foundation ကိုမရလိုက်မှတော့စိုးရင်ကြမလို့ပါဘူးကိုက subsidy အကောင့်နဲ့တူဆိုရင်ကြီးကြီးပြီးသွားပြီး college နဲ့ university ရှောက်ဖို့ prepare လုပ်နေတဲ့အချိန်မှာလိုအပ်တဲ့ basic တွေကိုကွက်ကိုလေးလာလိုက်လို့ရပါတယ် ဒီနေရာမှာသိထားရမှာက IG ဆက်စီးနဲ့ကြီးဒီမှာဘယ်ဟာပိုကောင်းနေဆိုတာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့အခြေအနေနဲ့ပန်းနိုင်ကိုဘယ်ဆံမိုးမိုးကပိုကောင်းကောင်းအထောက်ကူပြုမလဲဆိုတာပါပဲအဲ့တော့ဒီလောက်ဆိုရင် IG ဆက်စီးနဲ့ကြီးဒီမှာဘယ်ဟာဘသူတွေအတွက်လဲဆိုတာနားလေသဘောပေါက်မယ်လို့ထင်ပါတယ်တကယ်လို့ပြောသွားတဲ့အကြောင်းအရာတွေမှာနားမလည်ရရှင်လဲ comment မှာမေးခဲ့လို့ရပါတယ် alright i'll see you guys in the next video